ဒီနေ့တော့ဒါ12ကြိမ်တော့မနော်ပထမဆုံး like ကပြန်လွှင့်လို့ရသွားပြီဆိုတော့အကောင့်ပြန်ပွင့်သွားပြီဆိုတော့ဒါတစ်ခါလောက်ပြရမယ်ပေါ့နော်အမှားဆုံး like အနေနဲ့ Okay နောက်ပြသမှုကြည့်ရှိဖို့လည်းချင်းနဲ့ရောက်လာရင်တော့ကျွန်တော်နှုတ်ဆက်ပါဦးနော်ဒီပုံမှာမပြတာကြာပြီဆိုတော့ဟိုဖြစ်ကုန်တော့မနော် YouTube မှာတော့ရောက်လာရင်လူတွေတန်းစီနာပြီးတော့ရောက်လာတာ ီမှာတော့မပြတာကြာပြီဆိုတော့လူလည်းမတွေ့တော့တော့ဘူးပေါ့မေ့နေကြရင်တူရနော်မေ့နေကြပြီနဲ့တူပါတယ်မင်္ဂလာပါဆရာတဲ့ဟုတ်ကဲ့ပါတန်လင်းဦးဟုတ်ကဲ့မင်္ဂလာပါမတွေ့တာကြာပြီဆိုတော့ပေါ့နော်ကျွန်တော်မေ့နေကြရင်လားစာဦးလို့တာကြည့်တော့မင်္ဂလာပါတဲ့ဟုတ်ကဲ့ပါကိုထက်ဒါပရမန်လုံးလိုက်နေတယ်ဗောနော်ဒါကတစ်ခွက်လောက် ပြအောင်ပါเนาะမင်္ဂလာပါဦးလေးဟုတ်ကဲကျွန်တော်ဒီကစလိုက်အောင်ဒီလေးတွေကိုကျွန်တော်ကစပြီးလိုင်းရမကောင်းတော့ဘူးမပြရသေးဘူးလိုင်းရမကောင်းတော့ဘူးလုံနေလိုင်းထစ်သွားတာလို့ပါလို့ဆိုရင်တော့ကျွန်တော်မှန်းပြီဗျာเนาะကျွန်တော်လည်းမဆိုအတန်နဲ့ဟိုညလွဲသွားပြီဆိုရင်ဟိုပြုတ်အောင်အဲ့တော့တဲ့เนาะဒီနောက်ထောင်နှလုံးကိုကတဲ့သူ့ရဲ့ဆောင်းကခွန်နောက်ပိတ်ကလေးနဲ့အလှန်ကြီးပေါင်းလိုက်တဲ့အချိန်မှာတဲ့6ဆိုတာလေးရသွားတယ်ဗောလားเนาะ6လို့ဖြစ်သွားတယ်သူက အဲဆိုရင်ဒီမှာရှိတဲ့နောက်ထပ်နှလုံးက9လို့ထောင်းပြီးသားအဲဒီထောင်းပြီးသား9ဟာတဲ့သူဆောင်းကခုနပုံစံတိုင်းပဲ၈နောက်ပဲလေးနဲ့ပုံလိုက်တဲ့အချိန်မှာခွန်လို့ရသွားတယ်ပေါ့ဗျာနော်6ပြီးတော့ခွန်လို့ဆိုရဲစီနီယာဂျော်လီဖြစ်သွားတယ်ပေါ့နော်စီနီယာဂျော်လီဖြစ်သွားတယ်ဒါဆိုရင်တတိယတကယ်ကဒီမှာနောက်ထပ်နှလုံးဒီ6လို့ထောင်းထားတယ်အဲဒီထောင်းထားတဲ့6ကသူ့ရဲ့ဆောင်းက2နောက်ပဲလေးနဲ့တွားပြီးတော့ပုံလိုက်တဲ့အချိန်မှာ8လို့ဖြစ်သွားတယ်တဲ့နော်အဲ့တော့ကျွန်တော်စီနီယာပြေးလမ်းလေး6ခွန်8ဆိုတာလေးကပြေးလာပြီဖြစ်တယ်စီနီယာဂျော်လီရဲ့ဝင်လာတာ ုံးလေးနဲ့ကိုးလည်းဖြစ်သွားတယ်ဒီမှာလိုင်းဘယ်လိုမကောင်းတာလဲမသိဘူးလိုင်းကိုဟောဖြစ်သေးဘူးမကောင်းဖြစ်တယ်အဲ့ဒီကောင်ကအဲ့လိုကိုးလို့ဖြစ်သွားတာပေါ့နော်အဲ့မှာတဲ့ဒီမှာရှိနေတာကဒီမှာရှိနေတာက၃နောက်ပိတ်နော်၃နောက်ပိတ်သူတပွဲကြောင်မှာရှိနေတာက၆နောက်ပိတ်ဒီမှာရှိတာက၃နောက်ပိတ်အဲ့ဒီမှာရှိတာကနင်းတော့ပဲဒါရှိပိသားလေးတွေပေါ့ဗျာနော်ဒီရှိပိသားလေးတွေကိုကျွန်တော်ကြည့်လိုက်ရအောင်ရှိပိသားလေးတွေက အဲ့တော့တဲ့ဒီဒီနောက်ပိတ်၃လုံးကို6လို့ထည့်လိုက်ပြီဆိုတာ ਨੇ လိုင်းထည့်နေတယ်တဲ့နော်လိုင်းထည့်နေဆိုအတန်နဲ့အထောက်ချက်နဲ့မှန်လားကြာကြည့်ပေးပါဦးဒီနောက်ပိတ်၃လုံးကိုတဲ့6လို့ထည့်လိုက်ပြီဆိုတာ ਨੇ တဲ့ဟိုကျွန်တော်ဝိုင်းထားတယ်ဒီ၃နောက်ပိတ်ကလေး ਨੇ ၃နောက်ပိတ်ကလေးအားတဲ့သူ့ရဲ့ဒီဇောင်းကဒီကွာ၃နဲ့ကိုပြင်ပြီးတော့သူ6တာပဲတဲ့နော်တစုံပြန်ရိုက်ရမှာဖြစ်တယ်6လို့တစုံပြန်ရိုက်ကြတာဖြစ်တယ်ဒီကတော့ကျွန်တော်ကွာခွန် ွားခုံဆိုတော့တဲ့နော်ဒီမှာ9ထက်စီလေးရှိရမယ်တဲ့နော်9ထက်စီလေးရှိရမယ်9ထက်စီလေးရှိရမှာဖြစ်တယ်လိုင်းမကောင်းညာနော်ဒီ Facebook ကဘယ်လိုလိုင်းမကောင်းတာလဲမသိဘူးအဲ့ဒါကြောင့်လည်းဟိုမှာတွတ်တွတ်ပြရတာအဲ့ပြန်ပြပြရအောင်နော်ဒီနောက်ပိတ်၃လုံးကို6လို့ထည့်လိုက်ပြီဆိုရင်၃နောက်ပိတ်နဲ့ကွာ၃နဲ့ကိုလည်း6လို့ပဲဒီလိုက်ထည့်တယ်6ပြီးရင်ဒီနောက်ပိတ်၃လုံးကိုခွန်လို့ထည့်လိုက်ပြီဆိုရင်ဒီက6နောက်ပိတ်နဲ့ကွာ၁နဲ့ကိုလည်းခွန်လို့ပဲသူလိုက်ထည့်တယ်နောက်တစ်ခါ ဒီ6ပြီးခွန်ပြီးတော့ရှစ်လဲပေါ့နော်ဒီနောက်ပိတ်၃လုံးကိုရှစ်လို့ထည့်လိုက်ပြီဆိုရင်ဒီ၃နောက်ပိတ်နဲ့ဒီကွာ9နဲ့ကိုရှစ်လို့ပဲဒီလိုက်ထည့်တယ်အဲဒါကျွန်တော်က၄ပြားသွားမှဖြစ်တဲ့အတွက်ဒီနောက်ပိတ်၃လုံးကို6လို့ထည့်လိုက်ပြီဆိုရင်ဒီက2နောက်ပိတ်နဲ့ကွာ9နဲ့ကို6လို့ပဲဒီလိုက်ထည့်မှာဆိုတော့ကွာ9ဆိုတော့9ထည့်စီလေးရေးရတာပေါ့ဗျာနော်အဲလိုမျိုးဖြစ်တဲ့အချိန်မှာဒါပထမဆုံးလိုက်ပေါ့ဗျာနော်ဒါကချုပ်ွက်တွေအများကြီးလည်းမပြရတော့ဘူးအခု short လည်းပြရမှာလည်းစိတ်ကူတာနော်ချုပ်ွက်ဒါကကင်နေမယ်ချဲရမှာမပေါ့ဘူးဖြစ်နေ ခြောက်ွက်တွေရှော့ပြီးတော့ပဲပြရမှာပေါ့ဗျာနော်အဲ့တော့အဲ့လိုမျိုးလေးသူကတွင်းလိုက်ပြီဆိုတာ ਨੇ သူ့အလိုလိုလိုထည့်သွားတာပေါ့ဗျာနော်ဒီ3လုံး6ဒီ3လုံး6လို့ထည့်ပြီးရတယ် ਨੇ သူကနောက်ပေါင်းကို9လို့ထည့်သွားတာပေါ့ဗျာသူကအလိုလိုနောက်ပေါင်း9လို့ထည့်သွားတယ်ဒီမှာနောက်ပေါင်း9လို့ထည့်တဘောလေးရိုက်သွားပြီဗျာနော်နောက်ပေါင်း9ပြီးတော့ဒီမှာနောက်ပေါင်း6လို့ထည့်ပြီးတော့တဘောလေးရိုက်သွားပြီဗျာနော်နောက်တကဒီမှာနောက်ပေါင်းကို9လို့ထည့်ပြီးတော့တဘောလေးရိုက်သွားပြီဗျာနော်ဒါဆိုရင်ကျွန်တော်ဒီမှာနောက်ပေါင်း8လို့ထည့်လိုက်နောက်ပေါင်း8လို့ထည့်ရမယ်ဆိုရင်6ခါ အဲ့ဒါလွယ်လွယ်လေးပဲပေါ့ဗျာနော်နောက်ပေါင်း၈လို့ထည့်လိုက်ဒါဒါရှင်းရှင်းလေးပဲသူ့ကိုဒါဒီလိုမျိုးလေးထည့်ပေးလိုက်လေပေါ့နော်ဒီ၃လုံး၆ဒီ၃လုံး၆လို့ထည့်တဲ့အချိန်မှာနောက်ပေါင်းကနော်ဒီ၃လုံး9ဒီ၃လုံး9လို့ထည့်လိုက်တဲ့အချိန်မှာနောက်ပေါင်း6နောက်ပေါင်းကလည်းတခွင့်ကြီးတက်လာပေါ့နော်နောက်ပေါင်းအဲ့တော့ဒီ၃လုံး၈ဒီ၃လုံးဒီ၈လို့ထည့်လိုက်တဲ့အချိန်မှာနောက်ပေါင်းဒီ9နဲ့5ပြီး6 6ပြီး9ပေါ့ဗျာနော်အဲ့တော့ဒီ၃လုံး9ဒီ၃လုံး9လို့ထည့်လိုက်တဲ့အချိန်မှာနောက်ပေါင်းက8ဆိုပြီးတော့ ငါး၆နှစ်တပတ်ပေါ့ဗျာနော်အဲ့တော့ငါး၆နှစ်ဆိုတော့ဒီမှာကကျွန်တော်ကဒီ site မှာကနှင်းနောက်ဘက်ကိုတဲပြီးရိုက်ထားတာဖြစ်တယ်ပေါ့ဗျာနော်ဒီနှင်းနောက်ဘက်လွှဲရင်တော့ပေါက်ပြီပေါ့ဗျာနော်ဒီ site ကဒီအခုဒီအသွားလာပေါ့နော်ဒီငါးထင်းနဲ့၆ခါနဲ့ကနှစ်ထည့်နှင်းနောက်ဘက်ကိုဟိုပါပေါ့နော်နှင်းနောက်ဘက်ကိုတဲပြီးတော့မှသူတို့ထည့်သွင်းထားတာဖြစ်တယ်ပေါ့ဗျာနော်အဲ့တော့ဒီမှာဒါကလည်းဟာဟိုဒီမှာနှစ်ခွန်းနှစ်နော်ဒါလက်ဆောင်လေးဒါလက်ဆောင်ပေးထားတယ်တကွာထိုးပြန်ထိုးထားကြလက်ဆောင် ဒါရေးပြီးသားဒီစာရေးလေးနဲ့ပြရမယ်ဆိုတော့ဒါမှရေးပြီးသားလက်ဆောင်လေးပေါ့လက်ဆောင်လေးထိုးပြန်ထိုးတာပေါ့ဗျာနော်အဲနှစ်ခွန်နဲ့တဲ့တဲ့ပဲထိုးဟုတ်ပြီအဲ့တော့တော့ဒီကောင်ကိုအတွင်းကြည့်လိုက်အောင်ညီတို့ကအဲ့တော့ထည့်လိုက်တဲ့ချိန်မှာဝင်းလာတဲ့၅ထစ်စီနဲ့၆ခန်းနဲ့ရှိလားမရှိလားကျွန်တော်ကြည့်အောင်ကြည့်တဲ့ချိန်မှာဒီကောင်ကဘယ်လိုလဲဆိုတော့ဒီနောက်ပဲနောက်ထောင်နှလုံး၅နဲ့နော်၉ခန်းနဲ့ဒီ လေးအဲ့ဒီလေးနဲ့သူ့ရဲ့ရှခါနဲ့ဒီနှစ်လို့သူတလုံးနဲ့ထည့်ပါတယ်ပေါ့ဗျာနော်နှစ်လို့ထည့်ပါတယ်နှစ်လို့တလုံးနဲ့ထည့်ပါပေါ့နော်ဒီနောက်ပိုင်းနှလုံးရဲ့ဒီခါရဲ့လုံးလုံးပေါင်းရင်လေးဖြစ်နေပြီပေါ့နော်6 9ကိုဒီလေးအဲ့လေးနဲ့သူဆောင်းကရှခါနဲ့ကိုနှစ်လို့သူတွင်းသွားတာဖြစ်တယ်အဲ့ဒါဆိုရင်ဒုတိယတကက်အနေနဲ့ဟာဒီနောက်ထောင်နှလုံး9ရဲ့ကိုခါရဲ့ဒီလေးဖြစ်နေပြီအဲ့ဒီလေးကသူ့ရဲ့ဆောင်းကရှခါနဲ့ဒီလေနှစ်လို့ပဲသူတွင်းသွားတယ်ပေါ့ဗျာနော်နှစ်လို့ပဲတွင်းသွားတာဖြစ်တယ် ဒါဆိုရင်ဒီမှာရှိနေတာကနောက်ပိတ်နှလုံးကခွန်နဲ့နော်နောက်ပိတ်နှလုံးခွန်နဲ့သုံးညာခါနဲ့ဒီခွန်ဖြစ်နေပြီအဲ့ဒီခွန်ကသူ့ရဲ့ဇုံက၅ခါနဲ့ပေါင်းလိုက်မယ်ဆိုရင်လည်းသူနှစ်လိုပဲတစ်လုံးနဲ့ထည့်သွားရပြီဗျာနော်နှစ်လိုတစ်လုံးနဲ့ထည့်သွားတာဖြစ်သေးတယ်ဒါဆိုရင်ဒီမှာရှိနေတာကနောက်ပိတ်နှလုံးက၃၃ရဲ့ဘေးက၃ခါနဲ့ဒီ၆ဖြစ်နေပြီအဲ့ဒီ၆နဲ့ကျွန်တော်တို့တွင်းထားတဲ့၆ခါနဲ့ဒီဝတ္တိကိုသူကနှစ်လိုတစ်လုံးနဲ့ဖြစ်နေတယ်ဗျာနော်နှစ်ဖြစ်နေတယ် အဲ့ဒီ6ကတော့သူကထည့်ပြီးလို့ရပြီပေါ့ဗျာနော်6တလုံးကတော့ထည့်လိုက်လို့ရပါပြီဒါတလုံးနဲ့ထည့်ပါသူ့ကိုဒါဒီ6ကိုသူကပြန်ပြီးတော့ချုပ်ထားတာရှိသေးရပါတော့နော်ချုပ်ထားတာဟိုဘက်ဖြစ်တော့မှရမယ်အဲ့တော့9ထည့်စီကိုကြတော့9ထည့်စီကိုကြတော့ဒီနှလုံးကခွန်အောင်တယ်နော်အဲ့ဒီနှလုံးခွန်တယ်ဒီ3လုံးခွန်တယ်ကို၄လို့ထည့်တယ်ဒီ2ရဲ့နှက်ခက်2ရဲ့နှက်ခက်ဒီ၄လို့သူထည့်သွားပြီပေါ့ဗျာနော်2ရဲ့နှက်ခက်၄လို့သူဒီလုံးထဲပဲလိုက်ထည့်တယ်ဖြစ်တယ် နောက်တစ်ခါဒီနှလုံးကလည်းခွန်နဲ့ဒီနှလုံးခွန်နဲ့ဒီသုံးလုံးခွန်နဲ့ကိုလည်းသူလေးလိုပဲလိုက်ချတယ်နှစ်နှစ်ခက်လေးပေါ့ဗျာနော်လိုက်ချတာဖြစ်တယ်နောက်တစ်ခါဒီနှလုံးက shit ဒီနှလုံး shit နဲ့ဒီသုံးလုံးခြုံနဲ့ကိုလည်းသူကလေးလိုပဲလိုက်ချတယ်နော်နော်လေးလိုပဲလိုက်ချတာဖြစ်တယ်ဖြစ်တယ်ဆိုတော့ဒါဆိုရင်ကျွန်တော်ဒီမှာရှိနေတာဒီနှလုံးကခွန်နဲ့နော်ဒီနှလုံးခွန်နဲ့ဒီသုံးလုံးခွန်နဲ့မှာလေးဖြစ်မှာဒီသုံးလုံးကလည်းကွက်တီကိုခွန်လာဖြစ်နေပေါ့ဗျာနော်အဲ့တော့လေးဆိုတော့ ကျွန်တော်ကဒီ၅ထိုင်နဲ့၆ခါနဲ့ကဒီ၄နှစ်တစုံနဲ့ကျွန်တော်ကဒီထက်မှထည့်ပေးလို့သူ့အလိုလိုရှိပြီးသားဖြစ်တယ်ပေါ့ဗျာနော်ရှိပြီးသားဖြစ်တယ်ဆိုတော့ဒီကောင်က၅၆နှစ်ပေါ့ဗျာနော်ဒါလေးကပထမဆုံး likely ဆိုတော့ဗျာပထမဆုံး likely ဆိုတော့ဒါတလောက်ပေါ့ဗျာနော်ဒါ၅၆နှစ်ကသူ့အလိုလိုရှိပြီးသားဖြစ်တယ်ဒါမှမဟုတ်ရင်သူ့ကိုချုပ်လို့ရသေးတာကဒီလိုမျိုးပေါ့ဗျာနော်ဒီမျိုးလေးချုပ်လိုက်ရင်ဘယ်လိုဖြစ်လဲဆိုတော့ဒီလိုမျိုးလေးဆိုတော့ဒီကနောက်ပေါင်းဒီနောက်ပေါင်းခုဒီနောက်ပေါင်းခုကသူ့ရဲ့ down ဖြတ်က၈ခါနဲ့ကို၅လို့ထည့်တယ်အဲ့လို၅လို့ထည့်လိုက်ပြီးဆိုရင် ီ6ထက်စီရဲ့3နောက်ပိတ်ရဲ့ဘရိတ်တက်ခဲ့ဒီ3ညလို့5 3ညတစုံသူပြန်ချုပ်ပြီးတော့ခါးနဲ့ဘရိတ်နဲ့ကိုသူထပ်ပြီးတော့ရိုက်တယ်ပေါ့ဗျာနော်ထပ်ပြီးတော့သူကအင်းချုပ်ပြီးတယ်အဲ့နောက်တစ်ပွဲရတော့တစ်ပွဲကျတော့ဒီနောက်ပေါင်း9နဲ့ဒီက6ခါးနဲ့ကို5လို့ထည့်လိုက်တယ်အားလို့ထည့်လိုက်ရင်ခုနကပုံစံနိုင်မယ်4ထက်စီရဲ့9နောက်ပိတ်ရဲ့ဒီ1အဲ့ဒီ1နဲ့ဒီဘရိတ်9နဲ့ဒီ3ညလို့5ရဲ့ပါဝါ3ညလို့ဆိုတစုံလိုက်ထည့်ပြီးတော့ဘရိတ်ကိုထည့်လိုက်တယ်ပေါ့ဗျာနော်အဲ့တော့တတိယတက္ကန်နေနဲ့ကဒီမှာနောက်ပေါင်း10 ဒီနောက်ပေါင်း30ရာသူဒီတောင်းဖြက်က9ခါနဲ့9လို့ထည့်လိုက်တယ်အဲ့လို9လို့တစ်လုံးနဲ့ထည့်လိုက်ပြီဆိုရင်ဒီတစ်ထိတ်ကဲ6ဘိတ်ကဲဆိုရဲနှလုံး30နဲ့ဒီပရိတ်30နဲ့ကိုလည်း3ညလို့ဆို9ဘောက3ညလို့ဒီလိုက်ထည့်တယ်ပေါ့ဗျာနော်အဲ့လိုမျိုးလေးတစုံလိုက်ထည့်တာဖြစ်တယ်ဒါဆိုရင်ဒီကက်မှာကြိုက်လာဆိုတော့ဒီမှာရှိနေတာကနောက်ပေါင်းကိုဒီနောက်ပေါင်းကိုကဒီတောင်းဖြက်က6ခါနဲ့ကိုရော9လို့ပဲဒီလိုက်ထည့်တယ်၄ဘောက်ကိုအတိလိုက်ထည့်တယ်ပေါ့နော်အဲ့လိုထည့်လိုက်ပြီဆိုရင်ဒီက9ထည့်စီရဲ2နောက်ဘိတ်ရဲဒီ9အဲ့ဒီ9နဲ့ဒီပရိတ်3နဲ့ကိုလည်း3ညလို့9ရဲ့ဘောက်က3ညလို့တစုံလိုက်ထည့်ထားတာဖြစ်တယ်ဆိုတော့ ဒီကနေ့က96နှစ်ပေါ့ဗျာနော်96နှစ်ကြာရင်တော့ထိုးပေါ့ဗျာနော်မကြာရင်တော့မထိုးနဲ့ပေါ့ဒါတကွာတော့လက်ဆောင်ကတော့ဒါနှစ်ခွန်းနှစ်တကွာဒါရေးထားတာပေါ့နော်ဒါကတော့တဲထိုးတဲတဲဒါလေးကတော့ထိုးပြန်အောင်ထိုးပေါ့ဗျာနော်ရေးပြီးသားလေးဖြစ်နေလို့လက်ဆောင်လေးပြလိုက်တော့အဲ့တော့ဒါကဒီတကွာ96နှစ်ဆိုတော့ဒီလောက်ဆိုရင်တော့နည်းဟိုဖြစ်တာပေါ့နော်ဒါ license တာလည်းပါတယ် account လေးလည်းဖွင့်သွားတော့ကျွန်တော်ပြန်ပြီးတော့မှတ်မိသွားအောင်ပေါ့ဗျာနော်မိနေမှာဆိုလို့အဲ့လိုမျိုးလေးဖြစ်တယ်ဆိုတော့ဒါလေးတကွာကို ပြန်ရတယ်ပေါ့နော်အဲ့တော့ဒီ9ချောင်းနဲ့ဆိုတာစသဖြင့်နှစ်နောက်ဘေးကိုတည်ထားတဲ့ဒီ9ဒိတ်နဲ့6ခါနေကနှစ်နောက်ဘေးကိုတည်ပြီးတွင်းထားတာတော့မဟုတ်ဘူးပေါ့နော်သူ့အလိုလိုဒီမှာရှိပြီးသားတွေကိုထပ်ပြပေးလိုက်တာဖြစ်တယ်အဲ့တော့ဒီကောင်ဘရိတ်လိုင်းလဲပါတယ်ပေါ့နော်အဲ့ဒါအကြောင်းလို့ဒါလေးတစ်ခွက်ကိုတော့နည်းပါထိုးပေါ့ဗျာနော်ကြာရင်တော့နည်းပါထိုးကြပေါ့9ချောင်းနဲ့ဟုတ်ကဲ့ကြာရင်တော့အဲ့လိုမျိုးထိုးပေါ့ဗျာနော်အဲ့တော့ဒီကဟိုဟာဖြစ်တယ်ဆိုတော့ တကွက်လောက်ပဲပြရတာကောင်းပါပြီဗျာ like ကရှေ့လိုလည်းမကောင်းဘူးဆိုတော့နောက်ရမှာနောက်နေမှာနောက်တကွက်တကွက်ပေါ့ဗျာနော်အဲ့လိုပြပေးမယ်ကဲအားလုံးကံကောင်းပါစေဗျာနော်အားလုံးပဲတတာအား6နှစ်နော်အား6နှစ်အား6နှစ်အေးကနန်လေးလက်ဆောင်လေးက2ခွန်2ပေါ့နော်အေးဟုတ်ပြီကဲအားလုံးတတာ